အားလုံးပဲမင်္ဂလာပါရှင် Digital Fusion Company မှာကြိုဆိုပါရစေ။ညီမအခု Digital Fusion Company ရဲ့ Fusion BOS Mobile နဲ့မှာမှာအချွေးနဲ့ပတ်သက်ပြီးတော့အသေးစိတ်ဘယ်လိုမျိုးပြုလုပ်လို့ရမလဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးမှာပဲဖြစ်ပါရစေ။ ဒါကြောင့်မလို့ညီမတို့အကျိုးစီးရင်ဆိုတဲ့ကဏ္ဍရဲ့ကိုသွားမယ်ဒီထဲမှာဆိုရင်ညီမတို့ဘာတွေမြင်ရမလဲဆိုတော့ရရန်ရှိစီးရင်နဲ့ပေးရန်ရှိစီးရင်ကိုမြင်ရမှာပဲဖြစ်ပါတယ်ရှင်ဒီရရန်ရှိဆိုတဲ့စီးရင်ကတော့ညီမတို့က customer စီရရရမယ်စီးရင်ဖြစ်ပြီးတော့ပေးရန်ရှိကတော့ကိုကကိုယ့်ရဲ့ supplier ကိုပေးရမယ်စီးရင်ပဲဖြစ်ပါတယ်ရှင်ဒီရရန်ရှိရမှာဆိုရင်ညီမတို့ကပေါင်ထားလေးကိုအသေးစိတ်ကြည့်ချင်းကိုကြည့်ချင်တဲ့ပေါင်ထားအကွက်ကလေးကိုဘက်ဘက်ကိုဆွဲပြီးရောစားရွက်ပုံစံလေးနဲ့ညီမတို့ကအသေးစိတ်ကြည့်လို့ရပါတယ်။ အဲ့လိုမှမဟုတ်ဘဲနဲ့ကစတမာကကိုကိုအကျွေးလာဆက်တယ်ဆိုရင်ကစတမာဆက်မဲ့အကျွေးကိုညီမတို့ကဒီမှာလာပြီးတော့နှုတ်ပေးလို့ရပါတယ်ဘယ်လိုမျိုးအသုံးပြုလို့ရမလဲဆိုရင်ကစတမာလာဆက်တဲ့ဘောင်းချာလေးကိုညီမတို့ကဘယ်ဘက်ကိုဆွဲ ပြီးတော့အပေါင်းလေးကိုနှိပ်နှိပ်ပြီးရခါမှာကစတမာလာပေးတဲ့ပမာဏကို DMMK ဆိုတဲ့နေရာမှာထည့်ပေးလို့ရပါတယ်။ဒီမှာတော့ညီမကဥပမာအနေနဲ့900ဆက်ပြပါမယ်။ဒါဆိုရင်ညီမ900လို့ထည့်လိုက်မယ်။ပြီးရင်သိမ့်မီဆိုတာလေးကိုညီမရွေးလိုက်မယ်။ဒါဆိုရင်တော့ကစတမာပေးရမယ့်ပမာဏအစက2500ကနေအခု2000ဆိုပြီးတော့ပဲပြပါတယ်။အသေးစိတ်ကြည့်ခြင်းရင်ဒီပေါင်ချာလေးကိုဘယ်ဘက်ကိုဆွဲပြီးရောဆောက်ရွက်ပုံစံလေးကိုနှိပ်ပြီးရောညီမတို့ကအသေးစိတ်ကြည့်လို့ရပါတယ်။ဒါဆိုရင်တော့ customer ငကိုရှိနေတဲ့ညီမကိုပေးရမယ်ပမာဏက2500သူကလာပြီးဆက်သွားတာ900ဖြစ်တဲ့အတွက်ကြောင့်စုစုပေါင်းရရန်ရှိငွေမှာ2000ဆိုပြီးရောပြနေရပဲဖြစ်ပါရဲ့ရှင်ဒီမှာမကြည့်ချင်ဆိုရင်လည်းအောက်မှာငွေပေးချက်ချင်းမှတ်တမ်းဆိုပြီးရောဒီအောက်လေးမှာရှင်းရှင်းလင်းလင်းနဲ့ကြည့်လို့ရပါတယ်ငကိုပေးငွေရမရှိတဲ့အတွက်ကြောင့်0ပါပြီးရောသူလာပေးလိုက်တဲ့900ကိုနှုတ်ပေးထားပါတယ် ဒီလိုမျိုးနဲ့ညီမတို့ကကြည့်လို့ရပါတယ်ရှင်။နောက်ထပ်တစ်ခုအနေနဲ့ကတော့ညီမတို့ကဒီမှာဘာတွေကြည့်လို့ရအောင်မလဲဆိုတော့အခုဆိုရင်ဘောင်ချာက3ဆောင်ရှိရပါ။ဒီဘောင်ချာ3ဆောင်လုံးရဲ့စုစုပေါင်းအကြီးပမာဏကိုကြည့်ကြည့်ရင်ဒီရရန်ရှိရဲ့အောက်ဆုံးလေးမှာစုစုပေါင်းရရန်ရှိဆိုပြီးတော့စုစုပေါင်းတူတဲ့ပမာဏကိုပြပေးမှာပဲဖြစ်ပါတယ်ရှင်။နောက်တစ်မျိုးအနေနဲ့ကတော့ညီမတို့ကဒီအကျွေးစင်းရင်ပေါ့နော်ကာဆမ်မာတွေကကိုယ့်စီမှာအကျွေးဘလောက်ရှိနေလဲဆိုတာမျိုးကြည့်ချင်းရင်ဒီအဆက်အသွယ်များဆိုတဲ့ကဏ္ဍထဲမှာလည်းလာရောက်ကြည့်နိုင်ပါတယ်ရှင် ဒီအဆက်အသွယ်များထဲမှာဆိုရင်တော့ကုံဝဲသူဆိုတာရှိမယ်ပြီးတော့ကုံရောင်းသူဆိုတာရှိပါတယ်ကုံရောင်းသူကတော့ကိုယ်ရောင်းလိုက်တဲ့ဘောနော် supplier ရဲ့နာမည်နဲ့ဖုန်းနံပါတ်ဆက်သွယ်လို့ရမှာဖြစ်ပြီးတော့ဒီကုံဝဲသူထဲမှာဆိုရင်တော့ကိုယ်စီမဝယ်သွားတဲ့ customer ရဲ့နာမည်ဒီဖုန်းနံပါတ်ဒီပြီးတော့ကိုကဘလောက်ပမာဏတွေရရမယ်ဆိုတာမျိုးတွေကိုညီမတို့ကတွေးရမှာပဲဖြစ်ပါတယ်ရှင်ဒါကစုစုပေါင်း customer ကပေါင်းချခုနကကြော့ကြော့ဆိုရင်နှစ်ဆောင်ဝယ်ထားတာပါအဲဒီတော့နှစ်ဆောင်လုံးရဲ့ပမာဏကိုပေါင်းပြီး3100ဆိုပြီးပြပေးနေရပဲဖြစ်ပါတယ်ရှင် ဒီတော့ညီမတို့ကအကျွေးဆက်ခြင်းရဲ့အကျွေးစရင်းထဲမှာတွားရောက်ပြီးဆက်လို့ရပါတယ်တကယ်လို့အဲ့လိုမဟုတ်ဘူး customer ကကိုယ်စီမှာဘယ်သူကတော့ဘလောက်ထိရှိလဲဆိုတာမျိုးကြည့်ချင်ရင်တော့ညီမတို့ကဒီအဆက်အသွယ်များဆိုတဲ့ကဏ္ဍထဲမှာအသေးစိတ်လာရောက်ပြီးကြည့်လို့ရပါတယ်ရှင်အားလုံးပဲတရားအေးချမ်းသောနေ့ရက်လေးဖြစ်ပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်